အားလုံးမင်္ဂလာပါဗျာဖုန်းကနေနင်းပြန်နေပြန်လာကြိုးစားပါတယ်ဗျဒီနေ့မှာတော့ Redmi ဖုန်းသလုံးကဒါကျွန်တော်တို့၃နေနဲ့တွားပြီးတော့ဖိမိတယ်ပေါ့နော်တွားပြီးတော့တက်ဖိမိထားတယ်တက်ဖိမိထားတော့အမပါဝါလည်းဖွင့်လို့မရတော့ဘူးမှန်လည်းမလာတော့ဘူးပေါ့နော်အာဒီကောင်လို့ကျွန်တော်မရောက်ပြီးမှဖြစ်ပါတယ်အာဒါကျွန်တော်လည်းဆမ်းပြီးပြင်ကြည့်မှဖြစ်ပါတယ်အဲ့တော့ဆမ်းပြင်ကြည့်မယ်ဆိုတော့အာတကယ်လို့မှန်နေပါရဲ့ကောင်းသေးလားပေါ့နော်မကောင်းမကောင်းတော့လားဆိုတာလည်းကျွန်တော်ဆန်းကြည့်မယ်အာပြီးပြီးပြီးရင်ဆိုလို့ရှိရင်တော့ဒီအခုလိုမျိုးပုံတော့တက်ဖြစ်တာတို့ကင်ပောက်တာတို့လွတ်ကြတာတို့တချို့သောဖုန်းတွေက စီမမိုင်းတွေဖြစ်တာမဟုတ်ပဲနဲ့ဗတိကျိုးတွေမှန်ကျိုးတွေပြုတ်သားပြတ်သွား loose ဖြစ်သွားတာမျိုးရောက်ဖြစ်နိုင်တယ်လို့သွားဖြစ်မိတော့မှန်နေလစ်သွားတာမျိုးလည်းဖြစ်နိုင်တယ်အဲဒီကောင်ကကျွန်တော်တို့ကျွန်တော်အားလေးတစ်ချက်သွင်းကြည့်မယ်အားလေးတစ်ချက်သွင်းကြည့်လို့ရှိရင်အဲတချို့ဖုန်းတွေကဘာမှတုတ်တုတ်မှမလုပ်ဘူးเนาะဘာမှမလောက်ဒီကောင်လေးကဘာမှမလောက်ဆိုပေမဲ့ကျွန်တော်တို့ဒီမှာအဲ brace ဆို brace တစ်ချက်တော့တုံသွားတယ်အဲတုံသွားရေးဆိုတော့ဒီကောင်ကနည်းနည်းတော့မြောင်းနှချက်တော့ရှိတယ်အဲမြောင်းနှချက်ရှိတော့ကျွန်တော်တစ်ချက်လောက်စမ်းပြင်ကြည့်မယ်ဗျအဲတော့မိတ်ဆွေများလဲမိတ်ဆွေများဖုန်းတွေ ်အခုလိုမျိုးဖိမိတာတို့ကင်ပေါက်မိတာတို့လွတ်ကျမိတာတို့အဲ့လိုမျိုးပြုတ်ကျသွားတာတို့တစုံတရာဂျုံခဲ့ရင်တော့အခုကျွန်တော်ပြောတဲ့တိုင်းလေး try ကြည့်ပေါ့နော် try ကြည့်ပါမရောက်ဘူးဆိုမှကျွန်တော်လေးလဲတာပြုတ်တာလေးဆက်လုပ်မယ်ပေါ့နော်အဲ့တော့ဒီကောင်လေးကကျွန်တော်ဒါလဲမပြုတ်မဆိုလို့အကုန်ကြများမှာဗျ။တော့ကျွန်တော်အကုန်ကြများမှာဆိုလို့မလဲမပြုတ်ပဲနဲ့ဈေးနှုန်းတတတတလေးနေပုံတော့ကျွန်တော်လေးဟိုအစင်ပြောင်းလို့ကျွန်တော် try ပေးတာဖြစ်ပါတယ်။ကျွန်တော်ကတော့တခုခုလာပြင်ဒီဘာပစ္စည်းလဲမယ်ဆိုပြီးပစ္စည်းလဲမယ်တန်ဖို့တန်ကြီးတန်မပြောပါဘူး။ အရင်ဆုံးပစ္စည်းမလဲဘဲနဲ့ပြင်လို့ရအောင်မလားအရင် try ကြည့်ပါလေပြီးမှဒါလင်လဲလဲမှရမယ်ဆိုတာကြမှာကျွန်တော်လဲရမယ်တံမိုးလေးနဲ့ဗာဒီနဲ့တွတ်တွတ်ချက်ပြတာဖြစ်ပါလေအဲဒီမှာဒီမှာလဲဘူးတူတာတစ်ခုပေါ့နော်ဒီမှာသူခုခုလောလောဆယ်တော့သူမှာဘာဖြစ်လဲဆိုတော့သူမှာ finger finger print တော့ပြုတ်သွားတယ်အဲဒီမှာအဲ့လိုခွာမယ်ဆိုရင်သူကဒီမှာ power clock လေးရကလူလူမျိုး၆နေတက်တယ်အဲ့လိုကျွန်တော်ဒါတို့၆နေတက်လို့ရှိရင်သိထားပါဘူးနော်ဒီ clock လေးကနည်းနည်းရှားတယ်အဲ့တော့ clock လေးနောက်ထပ်၆နေတော့ကျွန်တော် call လေးကပ်ပေးလိုက်မယ်နော်ဒါကတော့ ဖုန်းပြင်လို့ရသည်ဖြစ်စေမရသည်ဖြစ်စေဒါတော့ကျွန်တော်စကျွန်တော်စစည်စနာပေါ့နော်โอเคအဲ့လိုမျိုးလေးဟိုဘက်ဒီဘက်ကပ်ပြလိုက်တော့အဲ့ခလုတ်လေးလည်းကျွေကျွေထွက်ပြီးတော့မပြောက်တော့ဘူးပေါ့ဗျာနော်တောင်းတဲ့ခလုတ်လေးကျွေမသွားတော့ဘူးပေါ့โอเคအားဆိုကျွန်တော်ဒီမှာသူ့ရဲ့သူ့ရဲ့အနောက်ကာပါလေးခဏထားလိုက်မယ်နော်နောက်ကာပါလေးခဏထားလိုက်မယ်ဒီမှာဒါဆိုရင်ကျွန်တော်တို့ဒီမှာ အဲကျွန်တော်ဒီမှာဒီကဖြုတ်ဖို့အတွက်အဖုံးလေးဖြုတ်လိုက်မယ်နော်ပုံစံကြီးတွေဗျโอเคအဲ့တော့ကျွန်တော်ဒီကောင်းလေးဖြုတ်လိုက်မယ်ပုံစံကြီးโอเคဒါဆိုရင်ဒါကသူ့ရဲ့ပတိဖြစ်ပါတယ်ဒါကြောင့်ဒီကောင်းလေးကျွန်တော်ဖြုတ်လိုက်မယ် ပြုတ်တာမျိုးလည်းရှိမနေဘူးပြန်နော်ဒီမှာဒီမှာလည်း loose ဖြစ်တာမျိုးရှိမနေဘူးဒါမဲ့ကျွန်တော်ဖြုတ်လိုက်မယ်ပေါ့နော်ဖြုတ်လိုက်မယ်ပြန်တက်လိုက်မယ်ဒါကိုလည်းဖြုတ်လိုက်မယ်ဒါတော့ကျွန်တော်အရင်ပြီးဒီမှာပြောတဲ့အတိုင်းပဲအပုံတော့နဲ့အပုံတော့နဲ့ဆက်ပေးတယ်ခါကျုပ်ပေါ့နော်ခါကျုပ်ဆိုတာကဒီအာသွင်းလို့ရဖို့အတွက်အပုံနဲ့အောင်းနဲ့ဆက်ပေးတာဖြစ်ပါတယ်အဲ့တော့သူအောက်မှာဘာလဲဆိုတော့ speaker တွေ mic တွေအာသွင်းတာတွေ လမ်းကျိုးထိုင်တွေအကုန်လုံးဒီအောက်မှာစုစည်းနေဖြစ်ပါတယ်အဲ့ဒါတွေကိုအလုပ်လုပ်ဖို့အတွက်ဒီကျိုးလေးအပေါ်နောက်နဲ့ဆက်ပေးတာဖြစ်ပါတယ်ဒါကတော့အားလုံးသိပြီသားဖြစ်တဲ့မှန်ကျိုးဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်ဒီကောင်လေးကိုတစ်ချက်လောက်အဲ့တော့ကျွန်တော်ဒီကောင်လေးကိုပြန်ဖြုတ်ပြီးတော့ပြန်ပြန်ဖြုတ်တက်လေးအရင်လှုပ်ကြည့်လိုက်မယ်ဗျာနော်လှုပ်ကြည့်လိုက်ပြီးတော့အားလေးတစ်ချက်လောက်ပြန်သွင်းလိုက်မယ်အားလေးတစ်ချက်လောက်ပြန်သွင်းလိုက်မယ်အဲ့ဒီတစ်ချက်တော့ပြန်သွင်းလိုက်မယ်ဆိုတော့โอเคအဲခုနလိုပဲဗိုင်မီတစ်ချက်တော့တုံတယ် အဲဗမင်းတော့တုံတယ်ဒါပေမဲ့ပါဝါတော့မလာဘူးပေါ့နော်မလာဘူးဆိုတော့ကျွန်တော်ကျွန်တော်တေချာသွားအောင်လို့ဒီကောင်းလေးကိုတေချာလေးမန်ဘလူးနဲ့ကြည့်မယ်ပေါ့ဗျာနော်မန်မန်ဘလူးနဲ့ကြည့်မယ်ဆိုတော့မန်ဘလူးနဲ့ကြည့်မယ်ဆိုတော့ဒါတော့ကျွန်တော်မန်ဘလူးလေးပဲဖြစ်ပါโอเคตรงนี้ก็ตนนี้วิดีโอย่ายได้ซิไม่ปิ้วสรแล้วเราเนี่ยเตะเตะอย่างเนี่ยไม่จิ๋มเหมือนกันนะแต่แต่แม้ดี အကြီးနဲ့ကြည့်တာတော့ပိုကောင်းတယ်ပေါ့ဗျာနော်ဒါပေမဲ့ကျွန်တော်အသေးနဲ့ကြည့်လိုက်တော့မယ် Okay ကျွန်တော်ဒီမှာဒီဘေးလေးမှာတစ်ခုတော့တွေ့တယ်ဗျအဲတစ်ခုတွေ့တယ်ဆိုတော့ဒီမှာဒီဒီဒီနားလေးမှာ အဲဒီနားလေးမှာအထိုင်လေးတော့နည်းနည်းလေးနည်းနည်းလေးခဲကြွကြွနေပြန်နော်ဒီဒီအပေါ်နဲ့အပေါ်နဲ့နဲ့ဆက်တဲ့အထိုင်အထိုင်လေးမှာနည်းနည်းခဲကြွလေးနားလေးမှာဒါလေးတော့နည်းနည်းကျွန်တော်ခဲလေးတော့နည်းနည်းဆော်ပေးမယ်ပြန်နော်ခဲလေးဆော်ဖို့အတွက်ကျွန်တော်အပူလေးနည်းနည်းအပူနည်းနည်းဖွင့်လိုက်မယ်နော်โอเคအပူနည်းနည်းဖွင့်လိုက်ပြီโอเคပြီးတော့ကျွန်တော်အရင်ဆုံးပုံပြီးရှင်းလင်းသောအောင်တန့်ရှင်းနေအရင်လုပ်မယ်နော် ပြီးပြီဆိုတော့ကျွန်တော်ဒီအောက်ချမ်းလေးပါတစ်ခါလေးဖြုတ်ပြမယ်เนาะအောက်ချမ်းလေးပါဖြုတ်ပြမယ် ါတော့ကျွန်တော်အရင်ဒီမှာပြောတဲ့အတိုင်းပဲ speaker ပဲဖြစ်ပါတယ် speaker တံပတူတာတကြီးကြီးဖြစ်တာရင်ဒါကောင်လေးလဲလို့ရပါတယ်ပေါ့နော် okay အဲ့တော့ဒါတော့ကျွန်တော်ဒီဒါတော့သူ့ရဲ့အောက်ချမ်းပေါ့နော်အောက်ချမ်းတိဆောက်ပုံဖြစ်ပါတယ်ဒါအပေါ်နောက်နဲ့ဆက်ပေးတဲ့အထိုင်လေးကိုကျွန်တော်တက်ရှိနေထပ်လုပ်လိုက်မယ်ပြန်နော်ပြော့အသွင်းနဲ့ ပေါက်လေးပါတေချာလေးတန့်ရှင်လုပ်မယ်နော်ဟုတ်ကဲ့အဲ့ဆိုအပူလေးရပြီဆိုတော့ကျွန်တော်နည်းနည်းလေး အဲကျွန်တော်ခဲခဲဆိုမယ်နော်ခုံလေးနည်းနည်းလေးတုတ်ပေးမယ် ဒါခုလဲဆိုတော့ဒီတိုင်းလေးကျွန်တော်ခဲလေးနဲ့ပြန်တို့ထားတယ်မရရင်ကျွန်တော်အသားလေးအထိုင်လေးဖြုတ်ပြီးအထိုင်ပြန်ထိုင်မယ်ပေါ့နော်အဲ့တော့လောလောဆယ်ပို့ပြီးကောင်းတော့ကျွန်တော်အပူအပူလေးနဲ့လည်းအပူလေးနဲ့ကျွေးပြလိုက်မယ်နော်โอเคအဲ့ဆိုတော့ကျွန်တော်နောက်ပြီးဆိုလို့ရှိရင်တော့တန်ရှင်းနေတယ်ပေါ့နော် โอเคပြီးပြီဆိုလို့ရှိရင်တော့တစ်ချက်လောက်ကျွန်တော်တက်ခဲလေးကိုအဲတက်ခဲလေးကိုကျွန်တော်နည်းနည်းလေးအားလေးထောက်မယ်เนาะအားလေးထောက်ပြီးတော့တစ်ချက်နှိုးကြည့်မယ်တက်ခဲ့တယ်ဒီမှာတက်ခဲ့တယ်တိတ်မကောင်းဘူးညနော်တက်ခဲ့တယ်တိတ်မကောင်းဘူးအရင်နည်းပျော့ပျော့ချင်တယ်အဲ့တော့ဒီကောင်လေးကိုလည်းကျွန်တော်အရင်ပြီလိုတိုင်းပဲကျွန်တော်ရေထုံးတယ်မို့နော်သူ့ရဲ့တက်ခဲလေးကိုကျွန်တော်နည်းနည်းလေးအာ ဘယ်လိုဘယ်လိုပြောမလဲတခဲနဲ့ no no ပေးမယ်ဗျတခဲနဲ့ no ပေးမယ်ကျွန်တော်ဒီဘူးတေချာတောင်းတခဲကောင်းမကောင်းလေးအားရှိမရှိဒီတန်းလိုက်မယ်เนาะဒီမှာဒီ digital meter မှာ boot 20ထားမယ်เนาะအဲ့တော့ boot 20ထားပြီးကျွန်တော်ဆမ်းမယ် Okay ဒါဆိုရင်အော်တခဲကအဲ့ဆိုကျွန်တော်တန်းချိမယ် ဟုတ်တယ်မနော်အခုလိုမျိုးအရှိမမိုင်းနဲ့ပါနေလို့ရှိရင်ဒါမှားတယ်လို့ပြောတာပါဒါလို့ပြန်လဲမယ်ဒါလို့ပြန်လဲပြီးတော့ကျွန်တော်ဒီလိုတိုင်းမယ်ဆိုလို့ရှိရင်အရှိမဘိုင်မဲနဲ့မှမပိုင်မှန်တယ်လို့ပြောလို့ရပါတယ်4.2ဆိုလို့ရှိရင်တကယ်အရှိတယ်လို့ပြောလို့ရပါတယ်ဗျတကယ်အရှိတယ်လို့ပြောလို့ရတယ်ဒါကြောင့်လို့ရှိရင်လည်းအဲဒါကြောင့်လို့ရှိရင်တချို့ကြောင်နေတဲ့တကယ်တွေလည်းရှိပါတယ်ပေါ့နော်တော့လုံးစေတော့ကျွန်တော်ပို့ပြီးတေချသွားအောင်ဒီကောင်လေးနဲ့ကျွန်တော်ထောက်ပြီးတော့အဲ โอเคအလုပ်လုပ်ပါတယ်အဲ့တော့ကျွန်တော်ဒီဒီနှစ်ခုကိုထောက်ပြီးတော့ကျွန်တော်အဲနည်း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 အလုပ်လုပ်အောင်ပြန်နှုတ်ပေးတယ်ပေါ့ဗျာโอเคအလမျိုး TT ဆိုလို့ရှိရင်ဒါတေချာတဲ့အပေါင်းတို့မှားမှားနေလို့ပါအပေါင်းတို့မှန်အောင်ပြန်ပြီးတော့တိုင်းမယ်เนาะ ဲ့တော့ကျွန်တော်တို့တစ်မိနစ်ကမာပြီးတိုင်ပြတာပေါ့နော်ကျွန်တော်မိတ်ဆွေများမာတိုင်လို့ရှိရင်ဘယ်လိုမျိုးအတန်မီလဲဆိုတာကိုကျွန်တော်ပြပြချင်လို့ပေါ့နော်โอเคโอเคအဆောကျွန်တော်ဒီကောင်လေးတစ်ချက်ပြန်လုံးပြီးစမ်းကြည့်မယ်နော်စမ်းကြည့်မယ်โอเคโอเคအဆောစမ်းပြန်စမ်းကြည့်မယ် ရီယာဆိုကျွန်တော်ဒီလောက်စမ်းကြည့်မယ်နော်ဒါထူချမ်းမှုလေးရှိလာတယ်ဗျအော်ထူချမ်းမှုတော့တခုရှိလာတယ်ဗျာနော်ဒီမှာဒီမှာမီဆိုတဲ့ logo လေးတော့ပေါ်လာပြီနော်ဒီမှာအဲမီဆိုတဲ့ logo လေးတော့ပေါ်လာပြီဒါပေမဲ့ကိုဘိုင်မီတာတုံပြီးဒရူးတုံလိုက်ပျောက်လိုက်တုံလိုက်ပျောက်လိုက်ဖြစ်နေဗျာနော်အဲဒါဆိုထူးခြားမှုတစ်ခုတော့ရှိလာပြီ။ဒါဆိုလို့ရှိရင်ဒီကောင်ကတက်ခဲမကောင်းမှုများပါတယ်နော်။တက်ခဲမကောင်းမှုများတယ်။အဲ့တော့ကျွန်တော်ခုနဆန်းကြည့်တဲ့အတွက်တက်ခဲကလည်းနည်းနည်းအပူလိုမျိုးအရေးတွေပျော်ထားတော့တွေ့တယ်။ ဒါဆိုရင်ဒီကောင်ကတကယ်မကောင်းဘူးများပါတယ်အဲ့တော့တကယ်ကျွန်တော်တကယ်အသင့်နဲ့တစ်ချက်စမ်းကြည့်မယ်ဗျာနော်တကယ်အသင့်နဲ့စမ်းကြည့်လို့ okay တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ကြည်ဒီဖုန်းလာပြင်းနဲ့ကျွန်တော် customer ကိုကျွန်တော်ကတကယ်လဲဖို့ပြောမယ်ပေါ့နော်တကယ်လဲဖို့မတက်နိုင်ရင်တော့လေဒီကောင်လေးကိုပဲသုံးလို့ရအောင်လို့မေးပြီးတော့မန်းပြရမှာပေါ့နော်အဲ့တော့တကယ်လဲရင်တော့ပိုကောင်းတာပေါ့ဗျာပိုပြီးရေရှည်စိတ်ချသွားပြီးရေရှည်သုံးလို့ရတာပေါ့နော်ဟုတ်ပါနော်ဒါပေါ်လက်ပေါ်လက်ပြောလက်ဖြစ်သွားပြီโอเคကျွန်တော်တေချာသွားအောင်လို့ပေါ့နော် ဟိုတချာတော့ကျွန်တော်တကယ်အသင့်နဲ့စမ်းကြည့်လို့ဗျ။ Okay ဒါဆိုကျွန်တော်တကယ်အသက်တလုံးနဲ့စမ်းကြည့်မယ်နော်တကယ်တလုံးနဲ့စမ်းကြည့်မယ်ကျွန်တော်အမှန်အမှန်တကယ်တော့စဖြစ်တဲ့ကွာကျွန်တော်တကယ်အသက်နဲ့တော့စမ်းကြည့်တယ်ဗျာအဲ့တော့ကျတော့အစင်တိတ်မပြည့်ဘူးပုံနော်အဲ့တော့ဒီတစ်ခါရောအစင်ပြည့်မပြည့်လေးစမ်းစမ်းကြည့်မယ် ကျွန်တော်ပြပေးမယ်။โอเคဒါဆိုရင်ခုနလိုပဲမီလိုကိုလေးပေါ်လာပြီ။အဲကျွန်တော်မီလိုကိုလေးပေါ်လာပြီ။ငြိမ်ငြိမ်လေးကြည့်မနော်။အဲ့တော့လုံးဝမငြိမ်ဘူးဆိုလို့ရှိရင်တော့မေးရအောင်ငြိမ်တော့ okay ပါတယ်။ဟောဒါဆိုငြိမ်သွားပြီဗျာနော်ငြိမ်သွားပြီ။ဒါဆိုငြိမ်သွားပါပြီ။အဲ့တော့ကျွန်တော်တေချာအောင်ပါဝါဖွင့်ကြည့်မယ်ဗျာ။နော်ပါဝါဖွင့်ကြည့်မယ်။ပါဝါဖွင့်ကြည့်မယ်ဆိုတော့ဒီမှာပါဝါโอเคကျွန်တော်ပါဝင်လို့ရသွားပြီအရေးတဲ့ဒီနံပါတ်ခက်လောက်ကလည်းကျိုးနေเนาะတော့ဖိမိတော့เนาะကျွန်တော် တခြားလေးထိမ့်မလိုက်တော့ okay သွားပြီအဓိကတော့ပါပါလောက်အောင်ကျွန်တော်တစ်ချက်စောက်ကြည့်မယ်ဗျတကယ်လို့ရသွားရင်တော့ okay သွားပြီပေါ့နော် okay သွားပြီဆိုတော့ကျွန်တော် customer မေးကြည့်မယ်ဘယ်ဒီလဲမဆိုရင်လည်းဘယ်ဒီလဲမယ်ပေါ့နော်ဘယ်ဒီမလဲဘူးဆိုလို့ရှိရင်လည်းဘယ်ဒီလဲဘူးမတက်နိုင်သေးဘူးများတယ်ဆိုလို့ရှိရင်လည်းများလို့မတက်နိုင်ဘူးဆိုလို့ရှိရင်လည်းဒီကောင်လေးကိုကျွန်တော်ကအဲဒီကောင်လေးကိုပဲ loyal အဆင်ပြေအောင်လို့ကျွန်တော်ထိမ့်ပြီးမန်းသုံးလို့ရအောင်လို့ဒီကောင်လေးကိုကျွန်တော် supply နဲ့အားရအများကြီးအောင်တွင်းပြီးပြန်ဆန်းပေးမှာဖြစ်ပါတယ်ကပြောမယ်ဆိုတော့ဒီတက်ခဲကို300အောင်မန်းပေးတာပေါ့ဗျာနော် okay အားဆိုတော့ဒီမှာပြန်တက်လာပါပြီအော်ပြန်တက်လာပြီဆိုတော့ ဖုန်းဖုန်းပိုင်ရှင်တော့ဖေးပုံထားရဆိုတော့โอเคဒါဆိုလို့ရှင်အဆင်ပြေတော့ပါပြီဗျာဒီမှာတော့ဒါဆိုရင်ရတော့ပါပြီ password ကတော့ကျွန်တော်ကျွန်တော်လည်းမသိပါဘူးโอเคအဲ့ဆိုတော့ရပါပြီရပြီဆိုတော့ဒါဒီဒါဆိုအဆင်ပြေပြီလို့ပြောလို့ရပါတယ်ဒါဆိုရင်ဒါဆိုရင်ဒီဖုန်းရဲ့ဒီခုခုရဲ့ဒီဒီရဲ့ကျွန်တော်လုတ်လိုက်တဲ့ကျွန်တော်လေးဒီ pro ဒီ process ကိုပြန်ပြောမယ်ဆိုလို့ရှင်အဲပထမအတူကျွန်တော်လေးတုံနေအတူလို့အဆင်မပြေဘူးပေါ့နော် မပြေတာလေးကိုသူကရုပ်လည်းမပေါ်ဘူးပေါ့နော်ရုပ်လည်းရုပ်လည်းမပေါ်လာဘူးပေါ့အဆင်မပြေဘူးပေါ့ဒီကောင်လေးကျွန်တော်ဒီမှာဒီမှာရှိတဲ့ဒီမှာသူကျွန်တော်နေဒါလေးပြုတ်ပြုတ်ကြတယ်နော်ဒီဒါလေးမှာနည်းနည်းဟားဟားသွားနေလို့ကျွန်တော်ခဲလေးနဲ့ပြန်တို့ပေးတယ်ပြီးတော့ကျွန်တော်အားလုံးဒီကောင်လေးကိုတန့်ရှင်းလုပ်ပေးတယ်ပြီးတော့ဒီအပေါက်ပေါ့နော်ဒီအပေါက်မှာလည်းကျွန်တော်ထင်သူဟိုတဲတော်လေးပြုတ်ကြမှာဒီထဲမှာလည်းတန်ကြီးတွေရေတွေ sorry ဖုန်လေးခဲကြွေးနဲ့ပိတ်နေဒါလေးတွေရှင်းပစ်လိုက်တယ်။အာ PPC ပြုစုကြမှာဒီကောင်လေးတွေအကုန်တန့်ရှင်းလုပ်ပြီးတော့အလုပ်တွေပြန်လုပ်သွားတယ်ပေါ့နော်။အထူးကတော့ဒါဆိုရင်ဒီတက်ခဲ့ရတဲ့အရင်နဲ့တိတ်ဟိုတွေ့တက်ခဲ့အဟောင်းနဲ့ရင်းနဲ့တိတ်မကောင်းချင်တာလည်းပါတယ်ပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်တက်ခဲ့အစ်တင်နဲ့ဆက်လိုက်တော့ Okay သွားပါတယ်ဗျ။ဟုတ်ရင်အားလုံးကျွန်တော်တို့ခုခုပေါ့နော်ဖြစ်ပြီဆိုလို့ရှိရင်အကြီးတယ်မစဉ်းစားပါဘူးအလွယ်ဆုံးကနေစပြီးစဉ်းစားမှဖြစ်ပါတယ်ဒါဒါတော့မှ ပါပါကလုတ်လေးရဲ့ကျိုးနေဆိုတော့ကျွန်တော်ဒီကောင်လေးလည်းခဲလေးနဲ့ပြန်တို့ပေးလိုက်မယ်เนาะโอเคဒါတော့ဆိုရင်အားလုံးပဲကျွန်တော်မစ်ဆွေများဆင်ပြေပြီးထင်ပါတယ်ဗျအဲ့တော့ကျွန်တော်နောက်ပြီးဒီမှာလည်းအခုအခုလိုမျိုးပေါ့เนาะဖုန်းပြင်တဲ့မစ်ဆွေများဘူးတူတာရစေမယ်ပညာလေးနည်းနည်းရစေမယ်အဲ့တော့တင်ကန်းတဲ့ဗီဒီယိုလေးနဲ့ပြန်လာပါအောင်ဗျအားလုံးကျေးဇူးပါနဲ့လာရန်ဆွေးနေပြီးအားပေးကြပါအောင်ဗျနောက်ပြီးတော့ဒီကောင်လေးပြန်လုံလိုက်မယ်เนาะ ကေပြီးကျွန်တော်အဖုံးလေးပြန်ဖုံးပြီးတော့အားလုံးပြန်လုံးလိုက်ပါမယ်ခုလောစေတော့ကျွန်တော်လည်း customer မေးရအောင်ဆိုလို့တကယ်ဝင်အားလုံးကျေးဇူးတင်ပါတယ်ဗျာ Allo ben ma calla ma bia po qua le ne pi mia cane allo mo cho so ba de bia like and subscribe ne pi a pe cha ba o bia bia bia